ားလုံးပဲမင်္ဂလာပါရှင် C4D YouTube Channel ကနေဂမ်မီယဆန်ဆန်ဝိထုတွေတရေတစီဝိထုတွေကိုဖတ်ပြပေးနေမယ်ကျမ Venus ပါရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာဒတ်တာကျော်စွာရေးသားထားတယ်သူရောင်မယ်လေးညစိမ့်တွေဆိုတဲ့ဝိထုလေးရဲ့အပိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီနေ့တော့ထူးထူးဆန်းဆန်းသူ့အိမ်သူ့ သူဤအပေါင်းအသင်းများရောက်လာကြသည်ဟာဟဲ့ကောင်ကြီးလူစုံတက်စုံပါလားဘာလာလောက်ကြတာလဲကန်ထူးကလှန့်အော်ကနှုတ်ဆက်လိုက်၏မင်းကိုမတွေ့ရတာကြာလို့ဟေးပျောက်ချက်သားကောင်းလာကြည်လားကွာပျောက်ဆိုကွာငါတစ်ပင်ဘော်ကပြုတ်ကြတာခြေထောက်မြက်သွားတာနဲ့ဘဲမှမသွားနိုင်ဘူးအိမ်ထဲမှာနီးနေရတာတလားလောက်ရှိနေမင်းတို့ကလည်းခုမှပေါ်လာကြတော့တယ်နော် သတင်းလေးပါလေးတော့လာမေးဖို့မရဘူး။အေးငါတို့ကမင်းကိုသတိရပါလေကွာ။တနေ့တနေ့အလုံမအားတာနဲ့ပဲဒီဖက်ရောက်မလာဖြစ်ဘူး။မင်းလိုစားရေးတောက်ရေးပူပင်စရာမရှိတဲ့ကောင်မဟုတ်ဘူးဟေ။လက်လုံးမှာပါဇက်လုရတာ။ကို့လုံးနဲ့ကိုတနေ့တနေ့ရားလို့တော့မကုတ်အားပါဘူးကွာ။ကဲခုဘလို့လဲခြေတော့ကတက်တာရဲ့လား။ခြေတော့ကတက်တော့တက်တာနေပါပြီ။ကျုပ်လည်းမနဲ့ပြန်တော့ဝင်မလားလို့စဉ်းစားနေတာ။ အေးကောင်းတာပေါ့ကွာတငယ်ချင်းအပေါင်းတင်းတွေစုံတော့တယောက်တစ်ပတ်ဝိုင်းပြောကြရင်တောတော့ညံလည်းရှိနေဒါနဲ့ကြပြီပြီလားဖိုးမြမိမသွားတောင်းတဲ့ကိစ္စလေမကြပါဘူးဖိုးမြတောင်စွန်တော့မှာပေါ့ပြောစမ်းမအောင်ဗျဘဲကကောင်းပါလေးနဲ့လေဟိုဘက်ရွာကရွှေမိပေါ့ရွှေမိဆိုတာကွန်းတောင်ကိုင်းပန်းတောင်ကိုင်းတကြီးသမီးမှလားဟုတ်တယ်လေအဲ့ဒီကောင်းပါလေးနဲ့ဖိုးမြမြတ်တာမျှနေတာကြပြီ ခုဖိုးမြကလူကြီးဆောင်ရနဲ့သွားတောင်းပြီးပြီရွှေမိအဖေတကြီးကလည်းသဘောတူလိုက်တယ်တဲ့ဟာဖိုးမြတယောက်တော့ထီပေါက်ပြီပေါ့အေးပေါ့ကွာအဲ့ဒီကောင်မလေးရဲ့လှချက်ကဆက်ဆက်ကိုယိုးနေတာပဲတဲ့သူ့ရွာကကာလာသားတွေဆိုအသေးလဲဝိုင်းပိုးကြတာဘသူမှမရဘူးတို့ရွာကဖိုးမြကိုမှကောင်မလေးကမြတ်တာတုံ့ပြန်တာတဲ့ဒါဆိုဖိုးမြကန်ကောင်းတာပေါ့အေးပေါ့ကွာ မိမချော်လေးရမယ်ဆိုတော့ဒီကောင်ငရံ့ပြလူးတယ်လူဖြက်ဖြက်လူးနေတော့တာပေါ့ဟာတယောက်တစ်ပေါက်ဖြင့်ချီချူပြောဆိုတန်များကိုကြားတော့ကန်ထူးပြုံးလိုက်မိသည်အဲ့ဒီလောက်လဲအချောကြီးမဟုတ်ပါဘူးဗျာသူ့ဘဝင်ပြောလိုက်တော့သူ့ကိုအားလုံးကဝိုင်းကြည်လာသည်အောင်မာမင်းမြင်ဘူးလို့လားရွှေမိများဟိုနှစ်ချီတွဲလောင်ကလေးဘဝလေးတွေကမြင်ဘူးတယ်ခုမှသူ့အဖေတကြီးအရှိန်နဲ့တကြီးသမီးဆိုပြီးကွန်းနောင်ပန်းနောင်တွေကန်ရတာ အဲ့လောက်လဲမလှပါဘူး။သွားလေးရလဲမတိမသားခော့နေသေးတယ်။မလှပါဘူးဗျာ။အောင်မာမင်းကများပြောရရှိသေး။မင်းနောင်မှာဖိုးမြလို့စွန့်လို့လား။ခုထိကြိုက်မိကြိုက်မဲ့သူမရှိလို့အသက်ငယ်ငယ်နဲ့လူပြိုကြီးဖြစ်နေတာမှတ်လား။ဟုတ်ပါကန်ထူးတို့များရုပ်ကလေးကတနာကမာရှိခြင်းရှိရဲ့နဲ့ဘယ်အပြူကားမှမမြင်ကြပါလားကွယ်။ဟေးမောင်ကန်ထူးဘာမှအားမငယ်နဲ့နော်။ ရွာတောင်ပိုင်းကအပြူကြီးမတ်တင်လာကတော့မင်းကိုတမေးတယ်မီးနေတယ်စိတ်ကူးမလွဲနဲ့နော်သူ့ကိုတကူလုံးရွှေတွေကိုညွတ်နေအောင်ဆင်ထားတာသူ့ကိုပိုင်ရရင်တော့မင်းတယောက်မပူရတော့ဘူးဖူလုံသွားပြီမှတ်နှိမ်ချအထင်သေးသောစကားများတယောက်တစ်ပတ်ဝိုင်းပြောလာကြတော့သူရုတ်တရက်ထောင်းကနဲ့ခံပြင်းသွားမိတယ်သူ့ကိုများအထင်သေးပြောရက်လိုက်ကြတာ ူမှသာနတ်သမီးတမျှလှပတဲ့မိမရှိနေတယ်ဆိုတာသိရင်ဖြင့်ဒင်းတို့ဘလို့ဖြစ်နေဖြစ်သွားကြမယ်မသိပြောချင်းစိတ်ကပါဇက်ဖြားနိုင်သီးလာ၏မြန်စိမ့်ကိုပေးထားသည့်ဂရိကိုပြန်အမှတ်ရမိကပြောချင်နေသည့်စကလုံးများတနင်တမှုပြန်တနင်တဘူပြန်မြူချကဟန်မပြက်နေလိုက်ရတော့၏တနေ့တော့မင်းတို့သိလာမှာပေါ့ကွာ အဲ့ဒီတော့မှမင်းတို့အာလုံကမိမကိုရင်သက်ရှုမောဖြစ်သွားစေရမယ်ဟေးညာစင်းရေဒီနေ့လေကို့တငယ်ချင်းတွေရောက်လာတယ်သူတို့ကကို့ကိုမစွန်ဘူးတလေဘာလေးနဲ့ဝိုင်းနေကြတော့ကိုလေးပြောချင်လိုက်တာပါဇက်ကိုရာနာပဲကိုမှနတ်သမီးလေးလိုချောတဲ့မိမရှိတယ်ဆိုတာသူတို့ကိုခေါ်ပြီးတောင်ပြလိုက်ချင်တယ်တကယ်ပဲညနေနေဝင်တာနဲ့ညာစင်းရောက်လာတော့ သူကမကြေမနက်ဖြစ်နေတဲ့ကိစ္စကိုရင်ဖွင့်တိုင်တန်းပြီးတော့လေသူစကားကိုကြားတော့မြစိန်းကထိတ်ထိတ်ပြပြဖြစ်သွားတာအမလီမပြောလိုက်ပါနဲ့နော်မပြောဘူးလို့မြစိန်းကိုဂတိပေးထားတယ်မှတ်လားဟာမြစိန်းကလည်းကိုမင်းမလှလာ ਉ တငယ်ချင်းနေကြွားကျင်တာပေါ့ဟင်းနော်မပြောရဘူးပေးထားတဲ့ဂတိကိုမဖြစ်ပါနဲ့ကန်ထူးတပြင်းကိုရှိုက်လိုက်သည်မြစိန်းကိုနားမလည်နိုင်သလိုငေးရွေကြည့်နေမိ ဘာဖြစ်လို့လျှို့ဝှက်ထားချင်ရတာလဲကွာဒီကိစ္စကိုလူသိခံလို့မဖြစ်သေးဘူးကူလူတွေသိသွားရင်မြစိန်းတို့နဲ့ရောက်ဝေးကြရလိမ့်မယ်မလောပါနဲ့ဦးကူရဲ့အချိန်တန်ရင်သိလာကြမှာပေါ့မြစိန်းကဆွေးဆွေးမြေ့မြေ့လေးပြောသည်ကန်ထုသည်မျက်ရည်ရစ်ဝိုင်းနေသောမြစိန်း၏မျက်လုံးလေးများကိုကြည့်ရင်ကျဉ်နာစိတ်ကဲလာသည်အင်းလေမြစိန်းမပြောစီခြင်းရင်မပြောတော့ပါဘူးကွယ် ညစင်းကသူ့ကိုပြုံးပြုံးလေးစိုက်ကြည့်လာ၏ရှေလျာကော့ညွတ်သောမျက်တောင်လေးများကမျက်ရည်စများကိုပုတ်ခတ်ပုတ်ခတ်လောက်ကသိမ့်ယူနေသည်ညစင်းကိုချစ်ရတာစိတ်ပြည့်နေပြီလားဟင်ဘလို့မေးလိုက်တာလဲကွာဘာဖြစ်လို့စိတ်ပြည့်ရမှာလဲညစင်းကညစင်းအကြောင်းတွေဘာမှမပြောဘဲလျှို့ဝှက်ထားတော့ညစင်းကိုတဖြည်းဖြည်းစိတ်ပြည့်နေပြီလားလို့ပါချစ်လို့အပြစ်မမြင်တော့ဘူး ညာစိမ့်မသိစေခြင်းနဲ့ကိစ္စတွေမသိယုံမဲပေါ့ညာစိမ့်ဟာဘလို့အခြေအနေမျိုးဘလို့လူမျိုးဆိုတာမသိရသေးပဲနဲ့ကိုချစ်နိုင်ခဲ့တာပဲနောက်လဲဆက်ချစ်သွားအောင်မှာပဲဒါဟာမပြောင်းလဲတဲ့ကိုရဲ့တစ္ဆာစကားပဲညာစိမ့်ယုံမာတယ်ကိုရဲ့ယုံမာတယ်ညာစိမ့်ကကြည်ကြည်နူးနူးလေးပြော၏သူ့မြုံဝန်း၌မျက်ရည်များအိုင်ဖွဲ့လာပြန်သည်ထို့နောက်သူ့ရင်ခွင်နဲ့ပအပ်ခါရှိုက်ကြီးတငင်ငိုကြွေး၏ ဩဘာလို့ငိုရပြန်တာလဲငိုပါနဲ့ကွယ်သူကအตาပြန်လဲပွေဖက်နှစ်သိမ့်ပေးမိသည်မြစိန်းကတော့ကိုလေးတသိမ့်သိမ့်လှုပ်ကာရှက်၍ငိုကျွေးနေစေခြေရောက်ကဒံရလဲတက်တာပျောက်ကင်းလာပြီမူသူအလုတ်ကိုပြန်လဲလှုပ်ကန်ရန်တော်တွင်သူဝင်ရတော့သည်ဒီနေ့ရာသီဥတုကလည်းကြည်လင်နေ၏တလလောက်နားနေခဲ့ပြီးမှတော်တဲ့သူပြန်လဲစဝင်ရတော့နေမှုလားမသိဘူး လူကလန်းလန်းဆန်းဆန်းတက်ကြွနေတယ်လို့ပင်သူ့ကိုမြင်တော့တငယ်ချင်းအဖော်များကဝမ်းသာအားရနှုတ်ဆက်လာကြ၏ဟေ့ကောင်ကြီးအလုတ်စပြီလားခြေထောက်ကဒဏ်ရာရောတက်သွားတက်တာသွားပြီလားဟုတ်ကဲ့တက်တာသွားပါပြီအေးမင်းရောက်လာပြီဆိုတော့ငါတို့အတွက်တော့ရင်လေးစရာပဲမင်းကအတော်တွက်တဲ့ကောင်မှတ်လားအရင်ကတစ်ခွာလေးဆိုမင်းလဲကြည့်ပဲ ဟုတ်ပါဟုတ်ပါဒီတခါတော့ကျုပ်တို့ဥအောင်သွားကြစို့ကန်ထူးရောက်လာပြီဆိုတော့ကျုပ်တို့နေအတွက်မကြိုက်ပဲနေဦးမယ်တယောက်တစ်ပါးဝိုင်းဝန်းပြောဆိုကြပြီးနောက်တောတွင်းသူအလင်ဥအောင်ဝင်ကြ၏သူတို့အလုတ်ကဒီလိုပါပဲနှင်းသူစားစတဲ့လေမင်းရောက်လာတာငါတို့ဝမ်းသာတယ်ကွာမင်းမရှိတော့ညမောင်တို့လက်ချက်နဲ့ပဲတစ်ခွာတွေပြုံးကုန်ပြီငါတို့ကမင်းကိုပဲအားကိုးနေရတာမှတ်လားမင်းလာပြီဆိုတော့ငါတို့အားတက်သွားပြီ ညမောင်တို့အဖွဲထက်တောင်လုံပြလိုက်စမ်းကွာတာအေးနဲ့အောင်ဘူးကအားတက်တရောပြောလာ၏အေးပါကွာအေးပါဒီနေ့ရောက်ကသူနဲ့တရွဲတွဲရှိနေခဲ့တဲ့သူတွေသူ့ကိုအားကိုအားထားပြုနေကြသူတွေလည်းဖြစ်တည်မှုသူမရှိတော့လက်မောင်းတစ်ဖက်ပြုတ်တယ်လို့ဖြစ်ကြရှာပြီးလိမ့်မည်သူတို့သုံးယောက်တာတောတဲ့သူစကားတပြောပြောဖြင့်ရှောက်လာ၏မင်းတက်ပင်မောင်ကခြေချော်ကြလဲဆိုတာငါတို့လုံးဝမသိရဘူးကွာ အင်းလေငါတို့ကလည်းမင်းအိမ်ကိုတရင်လဲလာမမေးမိဆိုတော့ဘဲတိပါမလဲဟုတ်တယ်ကွာငါတို့လည်းကို့ဟာနဲ့ကိုချက်လက်ပတ်ရဲနေတဲ့သူတွေဆိုတော့မင်းအိမ်ပဲခြေဦးတောင်မလှဲ့မိပါဘူးကွာတာအေးစကားကိုအောင်ဘူးကထောက်ခံပြောဆို၏ဩဒါနဲ့မင်းကခြေတော့မှဒဏ်ရာရနေတာဆိုတော့စားရေးတောက်ရေးရရောဘလို့လုပ်လဲတော်တော်ဒုက္ခရောက်မှာပေါ့ဘာလဲမင်းမျိုးတွေလာကြည့်ပေးကြတာလား ဝေးပါသေးတယ်ကွာငါအမျိုးတွေလားငါ့ကိုလာကြည့်မငါကိုစေးဖို့ကြောဖက်တောင်းလှုပ်ချင်တဲ့သူတွေမှမဟုတ်တာဒါပေမဲ့သူတို့မလာလဲကိစ္စမရှိပါဘူးငါကိုပြုစုပေးမဲ့သူကရှိနေတာပဲငါအတွက်မခက်ခဲပါဘူးကွာကန်ထူးကနာနာချင်းချင်းဖြင့်ပြောမိရင်စကားတဲ့အမားကပါလာသည်ဘာမင်းကိုလာပြုစုပေးနေတဲ့လူရှိတယ်ဟုတ်လားဘယ်သူလဲဘယ်သူလဲအောင်ဘူးကအံအားသင့်ဖြင့်အလောတကြီးမေးလေ၏ ကန်ထူးကသူ့အမားကိုချက်ချင်းရိပ်မိသွားကမျက်နာအပြက်ပြက်ဖြင့်စကားလှီးလွဲပြောမိသည်ဟိုဟိုမဟုတ်ပါဘူးကွာငါဖာသာငါချက်စားရတာပေါ့ကွာဘသူကငါကိုလာပြုစုပေးမှလဲဘာမှမဟုတ်ပါဘူးမင်းတို့နားကြားလွဲတာပါမဟုတ်သေးပါဘူးမင်းသေးချာပြောလိုက်ပါတယ်ငါလဲကြားတယ်ကန်ထူးငါတို့ကိုမလိမ်နဲ့အမှန်တိုင်းပြောစမ်းကွာตาเอ๋ยอ่ะบ่าเอ๊ะอ่องมีล่ะอีบ้ามาบ่ถูกป่าวกว่ามิ้นนูอ่ะแหละ မျက်နာပြက်စွာသူဆိုမိတော့ဟိုနှစ်ယောက်ကလုံးဝယုံကြည်ပုံမရပဲသူ့ကိုစူးစိုက်၍ကြည်လာ၏ဒီကောင်ငါတို့ကိုလိန်နေတာကွအတိတ်တိုင်းကန်ထူးငါတို့ကိုမှန်မှန်ပြန်ပြောရင်ပြောနော်မပြောရင်ကန်ထူးမှမိမရှိနေပါတယ်ဆိုပြီးတရွာလုံးကိုလိုက်ဖွာပြစ်လိုက်မယ်ဟာမပြောပါနဲ့မင်းတို့ကလည်းပြောဆိုပြောပါမယ်ကွာတရွာလုံးတော့အရှောင်မဖွာပါနဲ့ဒါဆိုလဲပြောနှစ်ယောက်သားသူ့ကိုအတင်းအစ်အောက်ချင်းချောက်လာတော့ သူမပြောမဖြစ်ပြောရတော့ဤမင်းတို့နှစ်ယောက်ပဲတိပါစေနော်ဘသူမှရှောက်ပြော ရှောက်မပြောနဲ့ဒီလိုကွာအမှန်တော့သူကအတိပေးယုံနာပြောခဲ့ခြင်းဖြစ်ပါသည်သို့တော့အောင်ဘူးနှင့်တာအီးတို့ကသူစကားကိုမယုံကြည်ဟန်ဖြင့်ဝိုင်းဝန်းလှောင်ပြောင်ပြောဆိုကြတော့သူလည်းမခံခြင်းစိတ်ဖြင့်လက်တွေ့ပြရန် ပြောမိခဲ့သည်ကြမ်းကြွလင်းနှုတ်၍ရသည်စကားကြွတော့ ြန်လည်နှုတ်ယူ၍မရနိုင်တော့မြဆိုင်ရပေါ်ဂရိဖြက်တယ်လို့ဖြစ်ခဲ့မိပြီခွင့်လွတ်ပါတော့မြဆိုင်ရဲ့လို့စိတ်ထဲမှာအခါခါတောင်းပန်နေမိသည်ဒီညတော့သူအိတ်လို့ရနိုင်တော့မီမဟုတ်ပေအတွေးတို့ဖြင့်အိယာထက်တွင် တလူးလူးတလွန်းလွန်းဖြစ်နေမိသည် သူနဘေးတွင်မြဆိုင်ကတော့အပူပင်မရှိနှစ်နှစ်ချိုက်ချိုက်အိမ်မောကြွေနေသည် သူမမျက်နာလေးကကလေးတယောက်တစ်ဖွဲအပြစ်ကင်းစင်လာသည် ူမျက်နာလေးကိုတစိမ့်စိမ့်ကြည့်နေမိ၏လှလိုက်တဲ့မျက်နာလေးနဲ့သက်သက်နဲ့တကူဒီလောက်လှတာတခါမှမတွေ့ခဲ့ဘူးဘူးလူမတန်နဲ့တမျှလှပတဲ့သူလေးဟာ သူ့ချစ်မြတ်နိုးရတဲ့သူ့ကိုချစ်မြတ်နိုးလာတဲ့မင်းကလေးတည်းလားသူ့အဖြစ်ကအိမ်မက်တစ်ခုလိုပဲထင်မိသည်ညာစိမ့်နဲ့တွေ့ဆုံကြုံကြိုက်ချစ်ခွင့်ရခဲ့ခြင်းဟာကောင်းငင်ကြီးကိုလက်နဲ့ထိတွေ့ခွင့်ရတယ်လို့ပါပဲ ဒီလောက်သားရပြည့်စုံလာသည့်ဘဝကိုရုတ်တရက်မမျော်လင့်မဲရရှိလာခဲ့သည့်မိမိအဖြစ်ပြက်ကိုတွေးပြီးအံ့ဩကြည်နူးမိရသည့်အရာသာကဘာနှင့်မှ မလဲနိုင်မီဒီလိုပဲတသက်လုံးပိုင်ဆိုင်သွားခွင့်ရပါစေတော့ဟိုတွေးဒီတွေးဖြင့်အိပ်ပေမပျော်ပဲရှိနေသည်ဖြင့်အိယာမအသာယာထလိုက်သည် သူ့ခေါင်းထဲမှာအကြံစီတစ်ခုရှိနေ၏သူ့အကြံစီ ူအကြံအထမမြောက်မှလဲစိုးရင်စိတ်ကလေးဖြစ်စည်းနေမိသေးသည်မနဲ့ကြရင်မြစင်းကိုမပြန်နိုင်အောင်သူတားရပေလိမ့်မည်လက်တွေ့ပြမှာယုံမီဟုပြောထားသောတငယ်ချင်းများကိုတိတ်လှတဲ့သူမိမကိုလက်တွေ့ကြွားပြစ်လိုက်မည်ဟုအာတင်းထား၏ရုတ်တရက်သူ့ခေါင်းထဲလက်ခနဲ့အကြံတစ်ခုရလာသည်ညာစင်းကိုမနဲ့စောစောစီးစီးမနိုးရအောင်လုပ်ရမည်ဒါကတော့အလွယ်လေးပဲ ချစ်နောင်ပေါ်ဆောင်ဖြင့်ကာထားလိုက်မီဒါမှအလင်းရောင်မဝင်နိုင်မဲမှောင်မှိုက်နေမှာသူ့အကြံကိုချက်ချင်းအကောင့်ထဲပေါ်ဆောင်ရွက်လိုက်၏ညာစိမ့်နိုးသွားမှဆိုး၍ခြေကိုဖွက်ဖွက်နင်းကာချစ်နောင်ပေါ်ဆောင်ဖြင့်အตาရာကာထားလိုက်သည်ထို့နောက်မြဆိုင်နဘေးတွင်အตาရာဝင်၍လှဲလျောင်းနေလိုက်ပြီးမြဆိုင်နိုးလာမိအချိန်ကိုရင်တထိတ်ထိတ်နှင့်စောင့်နေလိုက်၏လင်းကျက်တွန်သင်ကြားရလေပြီး ညာစိမ့်ခန္ဓာကိုယ်လေးလူးလွန်လာ၏။သူအိတ်ချင်အောင်စောင်းနေလိုက်ရသည်။ခဏနေတော့ညာစိမ့်ကသူ့ရင်ခွင်ထဲမှတဖြည်းဖြည်းခွာ၍အိယာမထရန်ပြင်သည်။သူကဖြက်ကနဲ့လန်နိုးချင်အောင်စောင်းပြီးညာစိမ့်ကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။မူးလင်းတော့မယ်ကျမသွားရတော့မယ်လေ။ညာစင်းကခတ်တူးတူးပြောလာ၏။ဟာဗမာမိုးလင်းသေးလို့လေ ဒီလောက်မှောင်မဲနေတာမလင်းသေးပါဘူးလင်းချက်တွန်းနေပြီလေဘယ်ကလင်းချက်တွန်းရမှာလဲခုမှတကောင်မဲရှိသေးတာဒါတကောင်ကျက်တကောင်တွန်းတဲ့ကျက်တန်းသူ့စကားကြောင့်မြစင်းကတွေ့ဝေသွားပုံရတယ်ဘာမှထပ်မပြောတော့ဘူးသူ့ရင်ခွင်ထဲမှာအသားလေးငိမ့်သက်နေတယ်ဆောင်းတွေနဲ့ပတ်လေကာယံထားသဖြင့်ချင်းတောင်အတွင်းမဲမဲမှောင်းနေ၏ဒါကြောင့်လဲမြစင်းကသူ့စကားကိုယုံကြည်လက်ခံသွားပုံရ၏ ညာစိမ့်မနဲ့ကြရင်မပြန်မာနဲ့တော့လား။သူကအကဲဆန်းတယ်လို့မေးတော့ညာစိမ့်ကခက်လောလောပြန်ပြော၏။မပြန်လို့မရပါဘူး။ပြန်မှဖြစ်မယ်။တရက်တလီပဲဟာမပြန်မာနဲ့တော့အမလီမရပါဘူးနော်။ညာစိမ့်တို့ဒုက္ခရောက်ကုန်လိမ့်မယ်။ဒီလိုလုပ်လို့မဖြစ်ဘူး။ဘာဖြစ်လို့လဲညာစိမ့်ရဲ့။ပြောလို့မဖြစ်သေးပါဘူးကွယ်။ညာစိမ့်နဲ့မဝေးချင်ရင်ညာစိမ့်စကားကိုနားထောင်ပါနော်။အင်းမာ ညာစင်းစကားကိုနားထောင်မယ်မမီးတော့ဘူးစောကြီးပဲရှိသေးတာပဲပြန်အိတ်လိုက်တော့နော်ဘာလို့လဲမသိဘူးညာစင်းမျက်လုံးတွေအိတ်လို့မရတော့ဘူးမျက်စိကြောင်းနေပြီဟာမျက်လုံးလေးပြန်မိတ်ထားလိုက်ကွာပြီးရင်ကိုရင်ဝင်ထဲမှာပဲငင်ငိမ်လေးနေနေလိုက်ညာစင်းကသူ့စကားအတိုင်းမျက်လုံးလေးမှိတ်၍ငင်ငိမ်တက်တက်လေးနေပြီးရှာသည်ညာစင်းရဲ့စပင်လေးတွေကိုလက်ချောင်းလေးတွေနဲ့ခပ်ဖွားဖွားတတ်ပေးနေရင်းက သူ့စိတ်ထဲမလုံမလဲဖြစ်လာမိတယ်။သူ့ရဲ့လိညာလဲ့ဖျားမှုကိုဘာမှမသိရှာတဲ့မြာစိန်းကို ကြည့်ရင်စိတ်ထဲကလည်းခတ်တူးတူးတောင်းပန်နေမိတယ်။ခွလပါမြာစိန်းရဲ့မင်းကိုချစ်လွန်းလို့ဒီလိုလုပ်ရတာပါကွာ။အချိန်ဒီအလှည့်အမြန်ကုန်းလာခဲ့၏။အိမ်ခန်းတွင်သို့အလင်းရောင်များဟူတစဒီတစဝင်ရောက်လာနေသည်ကိုလွတ်နေသောချင်းနောင်စကားကွက်ကြားမှမြင်နေရသည် ညာစိမ့်ကမျက်လုံးမှိတ်ထား၍ဘာမှမသိပေတအောင်ကြတော့ကြက်တွန်တန်ကိုအိုအိမ်ဒီအိမ်မှတန်ပြိုင်လူလူထွက်ပေါ်၍လာသည် ထိုအတန်ကြားရသည်နှင့်ညာစိမ့်သည်မျက်လုံးများဖြက်ကနေပွင့်လာကသူ့ရင်ခွင်ထဲမှဆက်ကနေယုံထွက်၏ထို့နောက်ချင်းောင်းကြပြားကြရာမှကမကကြည့်သည် ဟမ်မိုးလေးနေပြီပဲသူ့ကိုပင်နှုတ်ဆက်မအားတော့ပဲချင်းောင်းအပြင်သို့ခမန်းကရန်ထွက်သည် မြစိမ့်နေအောင်လေသူခေါ်တန်ကိုမြစိမ့်ကလုံးဝဂယုမဆိုင်တော့ထိတ်ထိတ်ပြပြဖြင့်အိမ်ရှိသူလှန့်ထွက်သွားလေ၏ဟုတ်ကဲ့ပါရှင်အပိုင်းလေးကိုဒီနေရာမှာခိတခဏရက်နာပြီးလာမယ့်အပိုင်းငါအတွဲဆက်လက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်